ဒူးစစ်ဟာလူသားတွေအယုအစစ်ထဲမှာအကြီးဆုံးဖြစ်တယ်လို့အရှုပ်ထွေးဆုံးအယုအစက်ဖြစ်တယ်။ခန္ဓာကိုယ်တစ်ခုလုံးရဲ့အလေးချိန်ထမ်းထားရပြီးခန္ဓာကိုယ်ကိုကိုင်းညွတ်ဖြောက်တန်းစေရန်ကုညီပေးခြင်းအပါအဝင်လုံဆောင်ချက်များစွာရှိပါတယ်။ဒူးနာခြင်းဟာရောဂါအမည်မဟုတ်ဘဲယောဂါလက္ခဏာတစ်ခုသာဖြစ်ပါတယ်။အသက်အရွယ်မရွေးဖြစ်နိုင်ပြီးတော့ စ်ခိတ်ဒဏ်ရာရခြင်းအဆင်ဒီပေါင်းတက်ခြင်းကောက်ယောဂအဆစ်ရောင်ယောဂအဆစ်ပိုးဝင်ခြင်းစသဖြင့်အကြောင်းမျိုးကြောင့်ဖြစ်နိုင်ပါတယ်တကယ်လို့ဒုနာယောဂစတဲ့ခံစားနေရပြီးဈေးရုံစိတ်ခန်းနဲ့ဝေးကွာနေတဲ့သူဆိုရင်အောက်ပါတန်ရင်းနီးလန်းတွေကိုအသုံးပြုနိုင်ပါတယ်။ တမဆင်းအချောင်းနဲ့ကုတာချင်းရုံးနေသီးနဲ့ကုတာချင်းဖီးချန်ငပြောသီးနဲ့ကုတာချင်းဂျင်းတက်ညဖြူခဲနဲ့ကုတာချင်းဂွေးတောက်ရွက်နဲ့ကုတာချင်းချားဆောင်လက်ပတ်နဲ့ကုတာချင်းတင်မောဒီကျူးနဲ့ကုတာချင်းတံမြာဒီနဲ့ကုတာချင်းဘဲဥနဲ့ကုတာချင်းရေးလိုရွက်နဲ့ကုတာချင်းစတဲ့ကုတာတဲ့တဘာဝနီလန်းတွေအများကြီးရှိပါတယ်ဒီနီလန်းအသေးစိတ်ကိုဒီ channel မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်